အေးမြကြည်နေတဲ့ခံစားမှုအသက်ကြိုက်တယ်။မြောင်းညာနေတဲ့မျက်လုံးအတွက်ဗီရိုတိုခုရတာလေရတာလေရတာလေ 2000 Champion Ultimate World Championship ပြိုင်ပွဲကိုတွားရောက်ရှင်ပြန်ခဲ့တဲ့မြန်မာနိုင်ငံရက်လွေအဖွဲ့ချုပ်ကကစားသမား9ယောက်နဲ့တင်းတာဝန်ရှိသူတွေဟာဇူလိုင်လ21ရက်နေ့မှာရန်ကုန်လေးစစ်ကိုပြန်ရောက်လာခဲ့ကြပါပြီ။ထိုင်းနိုင်ငံပတ္တယာကမ်းခြေမှာကျင်းပခဲ့တဲ့ဗမာအဆင့်ရက်လွေပြိုင်ပွဲမှာမြန်မာရက်လွေအကစားသမားတွေဟာစုတစည်းတွေမရခဲ့ဘဲပြန်လာရတာဖြစ်ပါတယ်။မြန်မာရက်လွေသမားတွေအိမ်ပြန်ခီးမလှပေမဲ့အသက်ငယ်ဆုံးအဖြစ်တိမက်ပြုတဲ့ကစားသမားစုကိုတော့ရခဲ့ပါသေးတယ်။အင်ယာကန်နဲ့ငွေဆောင်ကမ်းခြေမှာသာလက်ကျင့်ခဲ့ရတဲ့မြန်မာကစားသမားတွေဟာပြိုင်ပွဲမှာတော့မွန်တိုင်းတန်လီဒန်တွေကြောင့် မတူညီတဲ့အခြေအနေကိုကြုံတွေ့ခဲ့ရတာပါကလေးတွေနိုင်ငံသားမှာသွားပြောင်းလို့ရှိရင်တော့တွေ့ကြုံအများကြီးရတယ်သူတို့မျက်လုံးပူချေသွားမျက်လုံးပူမြင်လာတာပေါ့နော်သူတို့ခက်ခဲရလေတွေ့ခဲ့သူတို့ဒီမှာမကြုံတဲ့ခက်ခဲတွေအများကြီးကြုံခဲ့ so ပေချာပေါက်တွေ့ကြုံအောင်ပို့ပြီးတော့များလာတယ်ဒီကတော့အခုစူးစမ်းမှာပေါ့ training မပြတ်အောင် training တောက်လျှောက်ဆင်းရမယ် and စိတ်ဓာတ်တွေကလည်းဘယ်လိုပြောမလဲဟိုပို့ပြီးတော့မာလာမယ်ပို့ပြီးတော့စူးစမ်းမှာပေါ့အဲစိတ်ဓာတ်တွေမွေးရမယ် ိုင်ငံပေါင်း62နိုင်ငံကရွက်လီကစားသမားပေါင်း281ယောက်ပါဝင်ချီးမြှင့်ခဲ့ကြတဲ့ဒီရွက်လီပြိုင်ပွဲဟာကမ္ဘာအဆင့်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။ဒီပွဲကနေမြန်မာကစားသမားတွေလည်းတွေ့ကြုံကောင်းတွေရရှိခဲ့တယ်လို့ပြောပါရယ်။ကစားသမားမင်းပြည့်သွေးကတော့နောက်ပွဲတွေကြာရင်အဆင်ပြေဖို့မျှော်လင့်ထားသလိုဒီပွဲမှာအသက်ငယ်ဆုံးစုရခဲ့တဲ့အကြောင်းပြောပြခဲ့ပါရယ်။ပင်လယ်မှာသွားပြိုင်မဲ့အကြည့်မရှိသေးတော့ဒါရောတိတ်ပြီးတော့ပင်လယ်မှာတိတ်ပြီးတော့အတွေ့အကြုံမရှိသေးဘူး။အဲ့တော့နည်းနည်းလေးတော့လူတွေရဲ့ငွေဆောင်သွားပြန်လို့ရှိရင် တိတ်ယုံနေများရပြီလို့ရှိရင်ဟိုလုံးနိုင်သူကတော့မရခဲ့ပါဘူးဒါပေမဲ့သားတို့ကကြတော့ကမ္ဘာအသင်းကနေပြီးတော့သားတို့အငယ်ဆုံးအငယ်ဆုံးဆိုပြီးတော့အငယ်ဆုံးကအငယ်ဆုံးဆုပေးခဲ့ပါနောက်ထပ်ပြိုင်ပွဲဝင်ကစားသမားဖြစ်တဲ့ဆုံးနတာကတော့ပြိုင်ပွဲမှာကျုံခဲ့ရတဲ့အခြေအနေတွေဟာရန်ကုန်အင်းရပြန်မှလေ့ကျင့်ရတာနဲ့ကွာခြားမှုတွေရှိနေတဲ့အကြောင်းပြောခဲ့ပါတယ် ်ချက်အသာအချက်ကတော့အဲ့ဟာ current gen နဲ့ current ဆိုတာအရန် gen နဲ့ current လေမရှင်တော်တော်နဲ့သွားလို့မရအောင် plan ကတော့ဝေဆောင်ထပ်တော့နေပါတယ်အမြန်မာပြည်မှာကျတော့ဒီအင်းရကံမှာစီရများတော့ဥမာလေရလေနည်းန